အလုံးမသွားခြင်းပဲမဲမိမစကားနားထောင်လို့ကာကာရိုနယ်ဒိုနဲ့မာဆယ်လိုတို့ကိုလိုက်ပွဲအကွင့်ရရှိခဲ့တဲ့တက်စီဒရိုင်ဘာလူကက်ပရိသတ်များလုံးမင်္ဂလာများ Red Team ရဲ့တိုင်းကနေပြန်လဲကြိုလိုက်ပါရင်စပိန်နိုင်ငံကတက်စီသမားလူကက်ဟာတက်စီမောင်းတဲ့အလုံးနဲ့ပဲနေစဉ်စားဝတ်တွေကိုရင်းဆိုင်ဖြစ်ရှင်းနေရသူတယောက်ဖြစ်ပါရင်ဆိုတော့သူကခမားတို့ကျွန်တော်တို့လိုတမန်လူဒန်းစားတရက်ပဲလို့ပြောလို့ရပါရင်ဒါပေမဲ့ဒီနေ့မှာသူ့ရဲ့ဘွားမှာထီဆူပေါက်တာထက်တော့ပိုးတဲ့ကံကောင်းခြင်းတွေကိုသူပိုင်ဆိုင်ခွင့်ရရှိခဲ့ပါရင်ဒီဖြစ်ရတဲ့ပတ်သက်လို့လူကက်က ိုင်းနေကကျွန်တော်အလုပ်သွားခြင်းစိမ်မရှိပါဘူးဒါပေမဲ့ကျွန်တော်မိမကအလုပ်သွားမှဖြစ်မယ်လို့အတင်းပြောလို့သွားခဲ့တာဗျကြည့်လိုက်ပါဦးကံကောင်းခြင်းတွေဘယ်လိုရောက်လာလဲဆိုတော့မာဆယ်လိုကကျွန်တော်ကားကိုတားဖို့သူ့လက်ကိုစံတမ်းပြီးရက်နေတာကိုမြင်လိုက်ရတော့ကျွန်တော်လုံးဝဆုံးသွားသွားတယ်ဒါကအိမ်မများလားလို့ထင်နေခဲ့တာပါဒါပေမဲ့တကယ်အဆင်မပြေဖြစ်နေတာဗျကာကာမာဆယ်လိုနဲ့ခရစ်စတီယာနိုရယ်ဒိုတို့လည်းဗျကျွန်တော်ကမှအဲ့ဒီနေ့တုန်းကတော့တာဝန်တင်းတင်းနဲ့ကားပေါင်းပေးဖို့တာတစ်ခါမှမရှိခဲ့ဘူးလို့လူကကအနည်းစင်ဖြတ်တန်းနေတဲ့တမန်ဘွားထဲမှာကံကောင်းခြင်းတွေကဆိုင်းမစင်ပုံမစင် ရောက်ရှိလာတဲ့အကြောင်းကိုပြန်ပြောင်းပြောပြသွားခဲ့ပါတယ် ဒီပြင်းနဲ့ပတ်သက်လို့တိကျထင်ရှားတဲ့မှတ်သားထားဖို့လည်းမရှိပါဘူးလူကဲပြောကြားချက်တွေမှာလည်းဆိုပါဖြစ်ရဲ့ဖြစ်ပွားခဲ့တဲ့အချိန်နဲ့နေရာကိုအတိအကျမဖော်ပြထားပါဘူးဒါပေမဲ့ရော်နယ်ဒိုမာဆယ်လိုကာကာတို့လိုရီယယ်မက်ထရီရဲ့ကလွေဇာမကြီး၃ယောက်ကဒီအဖြစ်ပြက်ထဲမှာပါဝင်နေတာဆိုတော့ဒီပြင်းဟာမာဆယ်လိုနဲ့ရော်နယ်ဒိုရဲ့ရီယယ်မက်ထရီမှာအထူးကစားခဲ့တဲ့ကာလဖြစ်တဲ့2009နဲ့2018ခုနှစ်တွေမှာဖြစ်ပွားခဲ့ဖို့များပါတယ်ဒီကာလမှာရော်နယ်ဒိုနဲ့မာဆယ်လိုတို့ဟာရီယယ်မက်ထရီမှာအဓိကကစားမတွေဖြစ်ခဲ့ကြပါတယ်ဒီထက်ပိုပြီးတိကျအောင်ပြန်ချုံရမယ်ဆိုရင်ကာကာကလည်း2009 2013ခုနှစ်တွင်ရီယယ်မက်ထရီမှာရှိခဲ့ပါတယ်ဒါကြောင့်ဖြစ်ရဟာစပိန်နိုင်ငံမက်ထရီ ်မြို့မှာ2009ခုနှစ်ကနေ2013ခုနှစ်တွင်ဖြစ်ပွားခဲ့ဖို့လာလာများဆုံးပါလူကဲတန်စီဟာ မာဆယ်လိုကလက်ဟန်ပြပြီးတားခဲ့ရဖြစ်တဲ့အတွက်ဒီဖြစ်ဟာမက်ထရီမျိုးလေကောင်ဓမ္မဘော့ရီယယ်မက်ထရီရဲ့လေးချင်ကွင်းနဲ့နေတဲ့ဝိုက်မှာဖြစ်ပွားခဲ့ပုံများပါတယ်ဒီကစားမတွေဟာမက်ထရီရဲ့လေးချင်ပွဲဓမ္မဘော့ပုဂလိကခီးစဉ်တစ်ခုအတွက်တက်စီကိုလိုအပ်ခဲ့တာဖြစ်နိုင်ပါတယ်လူကဲပြောကြားချက်တွေမှာမာဆယ်လိုကာကာနဲ့ရယ်လိုတို့ဘယ်ကိုသွားဖို့တက်စီကိုတားခဲ့တယ်ဆိုတဲ့အသေးစိတ်အချက်လည်းမပါဝင်ပါဘူးဒါကြောင့်ဖြစ်နိုင်စရာတွေကိုခြေခံပြီးကျွန်တော်အနေနဲ့ဥဆန်ရှားလို့ပြောဖြစ်ထုတ်ကြည့်မိတာဖြစ်ပါတယ်ဒီဖြစ်ဟာဘွားမှာမထင်မှန်ထားတဲ့အခိုက်အတန့်တွေကဘယ်လိုဆေးလုံရှားပွဲအမှတ်တရတွေဖန်ပြီးနိုင်နေဆိုတာကိုထင်ရှားစေပါတယ်လူကဲရဲ့ပုံမြာကန်တရားနဲ့တာဝန်သိစေရဲ့ ပြီးပြည့်စုံတဲ့ပေါင်းဆံမှုတစ်ခုပါသူဟာအလုတ်သွားခြင်းစိတ်မရှိပေမဲ့ဇနီးဖြစ်သူရဲ့အားပေးမှုကြောင့်အလုတ်ထွက်ခွာသွားခဲ့ရကနေဘောလုံးလောကရဲ့ကနွယ်ကစားမတွေဖြစ်ကြတဲ့မာဆယ်လိုကာကာနဲ့ရယ်ဒိုတို့ကိုလိုက်ပို့ခွင့်ရရှိခဲ့ပါတယ်ဒီလိုမချင်မထားတဲ့အခွင့်အရေးဟာဘောကမှာကန်တရားကဘလုံးအန်အောပွဲအခိုက်အတန့်တွေကိုယူဆောင်လာနိုင်တယ်ဆိုတာကိုဖော်ပြပါရင်ဘောကမှာပုံမှန်ထက်ခါတလေလေလုံနေရတဲ့အလုပ်တွေနေစဉ်လုံရုံလုံစဉ်နေတဲ့မှာတော့မချင်မထားတဲ့အန်အောပွဲအခိုက်အတန့်တွေကပေါ်ပေါက်လာနိုင်တယ်ဆိုတာပါလူကအတွက်ဒီနေ့ဟာသူ့ဘဝအတွက်အမှတ်တရတစ်ခုဖြစ်လာခဲ့ပြီးဒီလိုအခိုက်အတန့်တွေကတမန်ဘဝတွေကိုပို့ပြီးတော့အသေးပဲရှိစေပါတယ် ိုကကအဲ့ဒီတုန်းကတော့တာဝန်တတိနဲ့ကားမောင်းပေးမှုတာတကားမှမရှိခဲ့ဘူးလို့ပြောခဲ့တာကသူ့ရဲ့ professional ဆန်မှုကိုဖော်ပြပါတယ်ဒီလိုဆေးလုံရှားဆရာအခိုက်အတန့်မှာတော့သူကတက်စီမောင်းသမားတူအနေနဲ့သူ့ရဲ့တာဝန်ကိုအကောင်းဆုံးထမ်းဆောင်ခဲ့တာပါဒါဟာဘွားမှာမထင်မှန်ထားတဲ့အခြေအနေတွေနဲ့ကြုံလာရချိန်မှာတော့တာဝန်သိစိတ်နဲ့ဆောင်ရွက်နိုင်မှုအသေးနဲ့သတိကိုထိန်းချုပ်နိုင်မှုလမ်းညွှန်ပြသနေပါတယ်ဒီဖြစ်အောင်လူမှုဆက်ဆံရေးအထူးခြားတဲ့အလှတရားကိုဖော်ပြပါတယ်လူကတမန်တက်စီမောင်းသမားတူအနေနဲ့ကမ္ဘာထိပ်တဲ့ဘောသမားတွေနဲ့ထိတွေ့ခွင့်ရခဲ့တာဟာလူတူနဲ့တူမထင်မှန်ထားပဲတွေ့ဆုံမှုတွေကဘယ်လောက်ထူးခြားတဲ့အမှတ်တရတွေဖန်ပြီးပေးနိုင်နေဆိုတာပြသပါတယ် မာဆယ်လိုလိုကစားမားတွေဟာဘောလုံးကွင်းထဲမှာကဏဝင်သူရဲကောင်းနေဖြစ်ပေမဲ့လူကဲတက်စီထဲမှာတော့သူတို့ဟာတမ်းမှန်ခီးတဲ့တွေအဖြစ်ပါဝင်ခဲ့ပါတယ်။ဒီလိုလူမှုဆက်ဆံရေးရိုးရှင်းတဲ့ခိုက်တံဟာလူကဲစွဲဘဝတသက်မှာပြောင်းပြောင်းပြားစရာဇာတ်တခုဖြစ်လာခဲ့ပါတယ်။လူကဲရဲ့ဇနီးဖြစ်သူရဲ့အလုသွားမှဖြစ်မဲ့အတင်းပြောလို့ဆိုရဲအာဘေမှုကဒီဖြစ်ရဲ့အဓိကအချက်တစ်ချက်ပါပဲ။ဒီလိုအိန်အောင်ဖက်ရဲ့အာဘေမှုကဘဝမှာတခါတည်းမလုံရှားခြင်းနဲ့ခိုက်တံတွေမှာဘလောက်အရေးပါတယ်ဆိုတာဖော်ပြနေပါတယ်။လူကဲရဲ့ဇနီးဖြစ်သူကဒီလိုတွန်းအားပေးမှုတွေမရှိခဲ့ရင်ဒီလိုထူးခြားတဲ့အတွေ့အကြုံကိုသူလွဲချော်သွားနိုင်ပါတယ်။ ဒါဟာဘွားမာမီသားဆွေရဲ့ပံ့ပိုးမှုနဲ့အားပေးမှုကဘလို့မထင်မှန်ထားတဲ့အခွင့်အရေးတွေကိုဖြစ်ပေါ်စေနိုင်တယ်ဆိုတာသင်ခန်းစာပေးပါရင်လူကကဒီဖြစ်ရကိုထုတ်ပေါ်ပြောဆိုခဲ့တာဟာကျွန်တော်တို့ကိုကိုဘွားရဲကထိုးခြားတဲ့အခိုက်အတန့်တွေကိုမျှဝေဖို့အားပေးပါရင်ဘာကြောင့်လဲဆိုရင်ဒီလိုဖြစ်ရတဲ့အားတခြားလူတွေရဲ့ဘွားရဲမှာလည်းအလားတရားနဲ့နှုတ်ဆော်မှုကိုဖြစ်ပေါ်လာစေနိုင်လို့ပါပေးသမားလေးနဲ့ကရောလူကရဲ့ဖြစ်ရအပေါ်ဘလို့များမြင်မိကြပါသလဲဘလို့အရှိတရားတွေကိုထုံထုံဆင်ခြင်မိကြပါသလဲမိမိတို့ရလိုက်တဲ့သင်ခန်းစာလေးတွေကိုလည်းအပန်းမချင်းပြောပေးခဲ့ကြပါအောင်အဆုံးကြီးရှိရှိပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျာ